တဲ60ကျော်မိဘတွေကိုအဓိကမှန့်ညံတဲ့အယိုးကျမှအတွက်အားသေးတစ်ခုတိုက်ခြင်းတယ်အဖိုးဖွားတွေတို့မှအသက်80ကျော်လောက်မှဘယ်သူမှမမှန်မိတော့တဲ့မျိုးရိုးလိုက်တဲ့ကိစ္စလေးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုမှာအသက်60ကျော်လူကြီးမိသားစုအတွက်ကိုအုံနောက်အရံကျော်ကျမရင်းနဲ့အယိုးကျမရင်းအတွက်ပေါ့နော်ဘလို့ဖြစ်ဆက်ဇေဝါလေးတွေတိုက်တင်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြောပြပေးပါမယ်။အရင်ဆုံးကျွန်တော်တို့ကဒီအသက်ကြီးလာရင် ပုံတော့အာရုံကြောင့်နှလုံးသွေးကြောကျန်မာရေးအတွက်ကောင်းတဲ့ငါးကြီးစီလိုမျိုးတစ်နည်းကိုတစ်လုံးဖြစ်စေနှလုံးဖြစ်စေကျွန်တော်တိုက်လေးရှိတယ်ပေါ့နော်1000 mg ပါငါးကြီးစီအပြင်ကိုပုံတော့အာရုံကြောင့်ကျန်မာရေးအတွက်လိုအပ်တဲ့ဗီတာမင်ပေါ့ဗီတာမင် B1 B6 B12 သုံးမျိုးပေါင်းလေးတိုက်ပါတယ် နောက်ထပ်တစ်ခုကသုံးနောက်မှာရှိတဲ့သွေးလက်ပတ်မှုကောင်းအောင်ပေါ့နော်ဒီ memory loss တွေဖြစ်တာကိုကာကွယ်နိုင်အောင်ဆိုပြီးတော့ herbal supplement တစ်မျိုးကျွန်တော်ညွှန်လေးရှိတယ်ဂျင်ဂိုပိုင်လိုပါလို့ခေါ်တယ်ကျွန်တော်နာမည်လေးရေးပြတာပါတယ်အဲ့ဒီ၃မျိုးတိုက်ရင်တော့အလုံးလောက်ပါတယ်เนาะဒါလေး၃မျိုးတိုက်ပါပြီးတော့ဒီအသက်ရွယ်တွေမှာဆိုရင်တော့အယိုးတွေပွားလာပြီပေါ့နော်ကျွန်တော်နည်းနည်းလေးထိတာနဲ့အယိုးတွေကပွားတယ်ကျွတ်ဆက်တယ်ကျိုးလွယ်တယ်ပေါ့နော်အယိုးတွေနာလာမျိုးတွေဖြစ်တယ်အဲ့တော့ဒီအသက်ရွယ်တွေကိုကျွန်တော်တို့ကနွားနိုးလို့ အယူများတဲ့ငါးသားလေးတို့ဒီလိုမျိုးပေါ့နော်ကယ်ဆယ်တတ်ပြည့်ဝတဲ့အစားအစာတွေကျွေးလို့ရှိရင်တကယ်လို့မစားနိုင်ဘူးဒါလေးနွားနို့လည်းမကြိုက်ဘူးဆိုရင်တော့ဖြည့်စွက်ဇေဝအနေနဲ့ကယ်ဆီယမ်အားသေးလေးရဲ့ဗီတာမင် D3 ရဲ့ကျွန်တော်တို့ထည့်တိုင်ပါတယ်ပြီးရင်ခန္ဓာကိုယ်မှာလွတ်တဲ့မာဒီဗီတာမင်ပေါ့နော်အားသေးအစုံတစ်ခုထည့်တိုင်အဲ့တော့ဒီမှာကျွန်တော်ခုနပြောခဲ့တဲ့အကြောင်းအရာတွေထဲမှာကျွန်တော်တို့အားသေးအများကြီးတော့မတိုက်ချင်ဘူးကျွန်တော်ကတတ်နိုင်ကြတော့အားသေးကိုကျွန်တော်ချုံနိုင်ချင်တယ်ပေါ့နော်လူကြီးတွေကလည်းစေတောက်အောင်ကြောက်တယ်ဆိုရင်ကျွန်တော်အခုပြလာတဲ့ စေဘူးလေးပေါ့နော်သူ့အတိုင်းတော့ကျွန်တော်တို့ omega 3 5ကြီးကြီးပါမယ်နောက်တစ်ခုကတော့ vitamin D3 ပေါ့နော်အရိုးကျန်းမာရေးအတွက်သူရဲ့ကိုယ်ခံအားအတွက်လူကြီးတွေကအပြင်ထွက်တဲ့အခါမှာနေအောင်ကြီးတိတ်မရတဲ့အခါမှာဆိုရင် vitamin D ချို့တဲ့ရင်ကိုယ်ခံအားနေလာတတ်တယ်အဲ့တော့ဆိုအရိုးအတွက်လည်းကောင်းမယ်ကိုယ်ခံအားအတွက်လည်းကောင်းမယ်နော်5ကြီးကြီးလည်းပါမယ်ပေါ့နော်ဒါ့အပြင် vitamin E လည်းပါတာဖြစ်တဲ့အတွက်ကိုဒီလို supplement မျိုးလေးတွေတစ်ခုဝယ်ဝယ်ပြီးတဲ့အခါကျရင်လိုအပ်တဲ့ B1 စစ်တွဲ supplement တွေတစ်မျိုးဝယ် ဒီလောက်ဆိုရင်လုံလောက်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကတော့အသက်ကြီးတဲ့လူတွေအုံနောက်အောင်ကျော်ဂျမားရေးအယိုးဂျမားရေးအတွက်ဘလိုအားစေးတွေတောင်းရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတဲ့လူတွေအတွက်အကျိုးရှိနိုင်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်